ဓာနာပိတများအတွေ့တကယ်မသိခင်စမ်းသပ်ကြည့်ကြရအောင်လို့အမည်ပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနာတရားယူပြီးလို့မှဖြစ်ပါလေလူသားတိုင်းလူသားတိုင်းတနည်းနည်းတစ်ချင်းချင်းမှာဧကံမုတ်ချတည်ကြရမှာဖြစ်ပါလေတည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့သေးကြီးရဲ့အသေးလေးရဲ့လို့နှစ်မျိုးရှိပါတယ်အသေးကြီးဆိုတာကတကယ်တည်သွားတာကိုပြောတာပေါ့အသေးလေးဆိုတာက တင်ကတခဏသေးသလိုဖြစ်သွားတာကိုပြောတာပါအသေးကြီးဆိုတာကဘဝတစ်ခုလုံးရဲ့အဆုံးသက်အပြီးအပြတ်သေးသွားခြင်းကိုပြောတာပါအသေးလေးဆိုတာကဘဝတစ်နှစ်တာရဲ့အဆုံးသက်အိတ်ဆက်ခြင်းကိုပြောတာပါအသေးကြီးဆိုတာကမနှိုးသောအိတ်ခြင်းနဲ့မနှိုးသောအိတ်ဆက်ခြင်းနဲ့အိတ်တာကိုပြောတာပါအသေးလေးဆိုတာကနှိုးသောအိတ်ခြင်းနှိုးသောအိတ်ဆက်ခြင်းနဲ့အိတ်တာကိုပြောတာပါ ေတာကိုပဲမနုသောအိတ်ချင်းနဲ့အိတ်သွားတယ်မနုသောအိတ်ဆက်ချင်းနဲ့အိတ်သွားတယ်လို့ပြောကြတာမနုသောအိတ်ချင်းနဲ့အိတ်ခံဤအချိန်မှာကောင်းတဲ့အာယုံကုသိုလ်အာယုံလေးတွေပေါ်ပြီးတော့ကုသိုလ်စိတ်ဖြစ်ဖို့အရေးကြီးပါတယ်မနုသောအိတ်ချင်းနဲ့အိတ်ခံဤတကယ်သေးခံဤအချိန်မှာကုသိုလ်အာယုံထင်ကုသိုလ်စိတ်ဖြစ်ပြီးတော့သေမှာကောင်းရာသူကတိရောက်နိုင်တယ် အဲ့တော့အသေးကြီးနဲ့ဒေဂာနီးချိန်မှာကုသိုလ်အာယုံချင်းကုသိုလ်စိတ်ဖြစ်ဖို့အတွက်အသေးလေးနဲ့ဒေဂာနီးအိတ်ဆက်ခံနေအချိန်မှာကုသိုလ်အာယုံထင်ပြီးတော့ကုသိုလ်စိတ်ဖြစ်အောင်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်အဲ့တော့အိတ်တဲ့အချိန်နဲ့ဒေတဲ့အချိန်ဆိုတာကသဘောချင်းခက်ဆင်ဆင်တူတယ်ဒါကြောင့်လည်းပဲဒေသွားတာကိုမလို့သောအိတ်ချင်းနဲ့အိတ်တယ်လို့ပြောကြတာပေါ့ဉာဏ်နာရှင်များများဒေသွားလို့ရှိရင်တော့ဒါဒေတယ်ဆိုတဲ့စကားလုံးနဲ့ပဲပြောလိုက်တာပေါ့လေဉာဏ်နာရှင်များများဒေသွားရင်တော့ နိဗ္ဗာန်ချမ်းသာကိုအပိတိုင်မျက်မှောက်ပြုသွားပြီးစင်ထာဝရကြီးဤချမ်းသာတဲ့နိဗ္ဗာန်ကိုအပိအပိုင်ရရှိသွားပြီးသောတာပန်သက္ကရကအနာဂံအရိယပုဂ္ဂိုလ်များသိသွားလို့ရှိရင်တော့ကောင်းရာဒုက္ခတိရောက်ဖို့သိကြသွားပြီးဘယ်လိုနည်းနဲ့မှအပေလေးဝန်ကိုမရောက်နိုင်တော့ဘူးမကောင်းရာဒုက္ခတိကိုမရောက်နိုင်တော့ဘူးပုရုဇဉ်ပုဂ္ဂိုလ်များကတော့သိသွားလို့ရှိရင် ကောင်းရာဒုက္ခတိလည်းရောက်နိုင်တယ်မကောင်းရာဒုက္ခတိလည်းရောက်နိုင်တယ်အကုသိုလ်အာယုန်ထင်အကုသိုလ်စိတ်ဖြစ်ပြီးတော့သိသွားရင်မကောင်းရာဒုက္ခတိရောက်မှာပေါ့ ကုသိုလ်အာယုံထင်ကုသိုလ်စိတ်ဖြစ်ပြီးတော့သေသွားရင်တော့ကောင်းရာသူကတိရောက်မှာပေါ့အဲ့တော့အသေးကြီးနဲ့တကယ်သေးကံဤအချိန်မှာကုသိုလ်အာယုံထင်ကုသိုလ်စိတ်ဖြစ်ဖို့အတွက်အသေးလေးနဲ့သေကံဤအချိန်ညာအိဆက်ခံဤအချိန်မှာကုသိုလ်အာယုံထင်ပြီးတော့ကုသိုလ်စိတ်ဖြစ်အောင်လေ့ကျင့်ထားကြရမယ်ဒါကြောင့်ညာအိယာဝန်ခံပြီးပြီဆိုရင်ဖရာကံနဲ့ဘုရားရှိခိုးမေတ္တာပူဇာစသည်အဖြစ်ပြုလုပ်ပြီးသားလို့အိယာဝန်ရောက်သွားပြီခါလီပါလီဆန်းအကြောဒီပါလီလျှော့ပြီးလို့ ပလဲအနေထားလေးနဲ့အိတ်တော့မဲဆိုတာနဲ့တတိုင်းနဲ့ငါခဏသေးလိုက်အောင်မဲအသေးလေးနဲ့သေးလိုက်အောင်မဲလို့စိတ်ထဲကပြောပြီးတော့ကုသိုလ်အာယုံလေးထင်ကုသိုလ်စိတ်ဖြစ်အောင် လေ့ကျင့်ကြရမယ်ငါအစမ်းသေးကြည့်လိုက်အောင်မဲအခုနေမှငါသေးတော့ရင်ဘာအာယုံပြီးပြီးတော့သေမှာလဲကုသိုလ်အာယုံပြုပြီးတော့ကုသိုလ်စိတ်ဖြစ်ပြီးသေမှာကောင်းရတုဂရီရောက်မှာဆိုတော့ငါခုနေတော့အခုချိန်မှာကုသိုလ်အာယုံပြုရမှာပေါ့ကုသိုလ်စိတ်လေးဖြစ်အောင်ကြိုးစားမှာပေါ့ ဘာကုသိုလ်လေးများအာရုံပြုမလဲလို့ကိုပြုခဲ့တဲ့ကုသိုလ်တွေပြန်စဉ်းစားကြည့်လိုက်ပေါ့ဘယ်ကုသိုလ်အာရုံယူဘာကုသိုလ်စိတ်ဖြစ်ပြီးတော့သိမယ်ဆိုတာကြိုတင်ပြီးတော့အတိအကျမသိနိုင်တဲ့အတွက်ဒါနသီလသမထဝိပဿနာကုသိုလ်အာရုံ၄မျိုးလုံးယူပြီးတော့ကုသိုလ်စိတ်၄မျိုးလုံးဖြစ်အောင်လေ့ကျင့်ထားရမယ်ကုသိုလ်တွေကတော့အများကြီးရှိတာပေါ့လုံရင်နှစ်ချုပ်လိုက်ရင်တော့ဒါနသီလသမထဝိပဿနာအဲ့တော့ဒါနအာယုံဒါနကုသိုလ်စိတ်ဖြစ်ဖို့အတွက် ကိုပြုခဲ့တဲ့မြ၊ဒါနကောင်းမှုတွေတဲ့ကကိုအနှစ်သက်ဆုံးဒါနကုသိုလ်၊ကိုပီတိအဖြစ်ဆုံးဒါနကုသိုလ်လေးကိုစဉ်းစားလိုက်ပါ။အဲ့ဒီဒါနကုသိုလ်ကအကုန်ကြများခြင်းလဲများမယ်၊အကုန်ကြနည်းခြင်းလဲနည်းမယ်။လုံးဝမကုန်ကြတာ၊တပြားတစ်ချက်မှမကုန်ကြရရင်လည်းဖြစ်ခြင်းဖြစ်မယ်။အကုံကြနေတာများတာကအဓိကမဟုတ်ပါဘူးအကုံကြများတိုင်းလဲအကျိုးပေးထက်သန်တာမဟုတ်ပါဘူးပီတိအကောင်းမှအကျိုးပေးထက်သန်တာပါ အကုန်ကြအများကြီးပြုထားတဲ့ဒါနကုသိုလ်ကိုအာရုံပြုတာထက်အကုန်ကြနည်းနည်းလေးနဲ့ပဲပြုလိုက်တဲ့ဒါနကုသိုလ်ကိုအာရုံပြုလိုက်ရတာကပိုပြီးတော့ပီတိဖြစ်တာမျိုးလေရှိတတ်ပါတယ်ကိုဘွားမှာကိုပြုခဲ့တဲ့ဒါနကုသိုလ်တွေကအနှစ်သက်ဆုံးဒါနကုသိုလ်လေးတစ်ခုသုံးခုနှစ်ခုသုံးခုဖြစ်နိုင်မယ်ဆိုရင်10ခုလောက်မတန်းစာအုပ်လေးမှာရေးပြီးတော့မကြမကြနှလုံးသွင်းထားပေါ့ဒါဆိုလို့ရှိရင်ညာရီယဝန်ကနေကဲငါပြုခဲ့တဲ့ဒါနကုသိုလ်ဘယ်ဒါနကုသိုလ်အာရုံပြုမလဲလို့စဉ်းစားလိုက်တာနဲ့ချက်ချင်းကိုပေါ်လာရမှာ ဗေဒနာတို့အံ့ပြွင်ကောင်းမှမရင်းနဲ့မနေ့ဖြစ်ညင်စဉ်းစားနေရလို့ရှင်တော့တကယ်သိခိုင်းနေကြလို့ရှင်လေဗေဒနာကုသိုလ်အာယုံပေါ်မယ်ဆိုတာသိကြပါမလားမသိကြဘူးနော်အဲ့တော့ကိုအနှစ်သက်ဆုံးဒါနကုသိုလ်တွေအနည်းဆုံး၃ခုလောက်ဖြစ်ဖြစ်စဉ်းစားထားပေါ့ခိုင်မြဲတဲ့ဒါနကုသိုလ်တွေထာဝရဒါနလို့ခေါ်တဲ့အကြောင်းအလှလူကုသိုလ်မျိုးဆိုရင်တော့ပြုလိုက်တာနဲ့တပိုင်းနဲ့ကိုလူထားတဲ့အကြောင်းကြီးကလည်းအခိုင်အမာထင်ရှားရှိနေတယ်ထင်ရှားရှိနေတယ်ဆိုတော့အခုတော်တော်စဲလှူသလိုပဲအာယုံပြီးပြီးတော့ ဆိုတော့တန်ဃာတော်တွေအတွက်ကျောင်းဆောင်ထူထားတယ်ဆိုရင်တန်ဃာတော်ရှင်မြတ်ဘုရားကျောင်းဆောင်ကြီးထူထားပါတယ်။အာယုပြုနေတဲ့အခုလောလောဆယ်လှူသူလိုမျိုးထူထားပါတယ်ထူထားပါတယ်နဲ့စိတ်ထဲကနေဆိုလိုက်ရမှာ။တန်ဃာတော်ရှင်မြတ်ဘုရားကျောင်းဆောင်ကြီးထူထားပါတယ်။ဤကျောင်းဆောင်ကြီးမှာသတင်းသုံးပြီးတော့ပရိယပရိပတ်လုပ်တဲ့အားထုတ်နိုင်ကြပါစေ။ကိုယ်စိတ်နှပါချမ်းသာကြပါစေ။တရားဓုတရားမြတ်တွေကြားပါစေနဲ့မေတ္တာတက်ကလေးပါတခါနဲ့ထည့်ပြီးပို့လိုက်ရမှာ။ဒါဆိုခုလောလောဆယ်ကိုကျောင်းလှူရတယ်လို့ဖြစ်သွားတာပဲ။တူတဲ့အစားဆုံးကုန်ကြကန်လှူမှမဟုတ်ပါဘူး။ကိုယ်စွမ်းနိုင်သလောက် တရားပဲထည့်ထားတာတထောင်ပဲထည့်ထားတာကိုထည့်ထားတဲ့အကြောင်းအမှုကုသိုလ်လေးပြန်စံစားလိုက်ပေါ့အဲ့တော့ကိုအနှစ်သက်ဆုံးဒါနကုသိုလ်လေးတစ်ခုကိုအာရုံပြုထားရမယ်ဒီနေ့မှကိုပဲကြီးကြီးမားမားထင်နေခြားခြားကုသိုလ်လေးဒါနကုသိုလ်လေးတစ်ခုကိုပြုထားတဲ့ဆိုရင်တော့တမင်ထင်ကျူးတယ်လေစဉ်းစားကြကုန်လို့တော့အလိုလိုကိုပေါ်နေတော့မှာပဲဒါကြောင့်နေ့တိုင်းနေ့တိုင်းဒါနကုသိုလ်ရှိနေမယ်ဆိုရင်တော့ ဘဝတရားလုံးပြုခဲ့တဲ့ဒါနကုသိုလ်ဘယ်ကုသိုလ်လေးမှပီတိဖြစ်ဆုံးပါလိမ့်နဲ့အထူးစဉ်းစားစရာမလိုတော့ဒီနေ့ပြုတဲ့ဒါနကုသိုလ်လေးဖြည့်ချင်းစဉ်းစားလိုက်ယူမယ်အဲ့တော့ညာဤရဝံကန်ဒီမြတ်စွာဘုရားရှင်အားတောက်မြတ်စွာဘုရားရှင်ကိုတောက်တော်ကြီးအစ်စ်လဲပြီးတော့ကတ်လှူလိုက်မယ်ဆိုရင်အိယဝံကန်ဒီတောက်တော်ကြီးကတ်တဲ့ကုသိုလ်လေးပြန်စဉ်းစားလိုက်မယ်ဆိုရင်လေဒါနကုသိုလ်လေးအာယုပြီးပြီးသားဖြစ်သွားတာပေါ့အိယဝံကန်ဒီအခုလောလောလတ်လတ်လှုပ်ထားတဲ့ဒါနကုသိုလ်လေးဆိုတော့မေးစရာလည်းအကြောင်းမရှိဘူးပီတိလေးကလည်းအားကောင်းနေတာပေါ့ အဲ့တော့အေးမြတဲ့တတော်ရေးချမ်းလေးစက္ကန့်ပြီးတော့မှအေးရဝင်လိုက်တော့ဘဝတဏိတာကိုအေးချမ်းမှုလေးနဲ့အဆုံးသတ်လိုက်ရတဲ့အတွက်ဘဝတစ်လျှောက်လုံးလည်းပဲအဆဆရရရှင်ပြပြီးတော့အေးချမ်းရပါလိမ့်မယ်လူဝင်ဆန္ဒတွေလည်းပြေဝပါလိမ့်မယ်အဲ့တော့ဒါနကုသိုလ်အခုခုကလည်းအာယုံပြုပါဒါမှမဟုတ်တစ်ခုမကအများကြီးပေါ်လာတယ်ဆိုရင်လည်းပေါ်သမျှဒါနကုသိုလ်တွေအာယုံပြုနေလိုက်ပါအာယုံပြုနေပြီးတော့လှူပါတယ်လှူပါတယ်နဲ့ခုလိုလိုဆိုလို့ကိုယ်ပဲလှူသလိုလှူနေလိုက်ပေါ့မြင်သီလကုသိုလ်လေးပြန်စဉ်းစားလိုက် လူမသိတဲ့အချိန်ကစပြီးတော့၅ပါးသီလလုံလန်းမလုံလားပြန်စမ်းသလိုက်လို့မလုံလားတွေပေါ်လာတတ်တယ်ဆိုရင်မနေ့အိယာထမျက်နှာသိပြီးတဲ့အချိန်ကစ၅ပါးသီလစောက်တည်ပြီးအခုညအိယာဝင်တဲ့အချိန်ဒီတနေ့တာလုံးလုံခဲ့တယ်ဆိုရင်အဲ့ဒီတနေ့တာလုံခဲ့တဲ့၅ပါးသီလကုသိုလ်လေးပဲအာရုံပြပြီးဝမ်းမြောက်နေလိုက်ပေါ့တနေ့တာတို့မှာတကယ်လို့၅ပါးသီလကျူးခဲ့တာရှိတယ်ဆိုရင်လည်းပဲညအိယာဝင်ကန်ဒီမှာ၅ပါးသီလကိုအသက်စောက်တည်ထားလိုက်အဲ့ရဝန်ကန်ဒီ၅ပါးသီလယူပြီးတဲ့အချိန်ကစအခုပြန်စမ်းသတဲ့အချိန်ထိဒီသားလေးမှမကျွလွန်ထားဘူးမဖောက်ပြတ်ထားဘူးဆိုရင် ငါးပါးတိလလုံနေသူဖြစ်နေတာပဲမွေးကလေးကလုံမှာငါးပါးတိလလုံနေသူလို့ပြောလို့ရတာမဟုတ်ဘူးเนาะညအိယာဝင်ငန်းဒီငါးပါးတိလဆောက်တည်ပြီးတဲ့အချိန်မှာခုချိန်ထိပြန်ဆန်းတဲ့အချိန်ဒီလုံနေရင်လည်းဒါငါးပါးတိလလုံနေသူလို့ခေါ်တာပါပဲအဲ့တော့ရှင်ပါတိလာတို့ရှင်သာမဏေတိလာတို့ယဟန်တိလာတို့စောင့်ထိနေတဲ့ပုဂ္ဂိုလ်တွေဆိုရင်လေကိုစောင့်ထိနေတဲ့တိလာလေးကိုအာရုံပြုပြီးတော့ဝါမြောက်နေလိုက်ပေါ့ပြည်တံတင့်နေတာဒီအဘတ်တင့်နေတာတွေရှင်းရင်လေအိယာမဝဲငယ်ကုစားထားလိုက်ပေါ့ပြီးတော့ဒါနတိလိုက်ပြီးတော့တမထာကုသို့ သမထကုသိုလ်အနေနဲ့လည်းအ ਨੇ ဆုံးဖရာကုံတော်ပေါ်တဲ့ဗုဒ္ဓနာသတိနဲ့မေတ္တာပို့တဲ့မေတ္တာဘာဝနာဒီနှစ်ခုတော့အာရုံပြုအောင်အဲ့တော့ကိုယ်ကြည်ညိုဆုံးစိတ်ကိုအေးချမ်းမှုဖြစ်စေဆုံးဖရာပုံတော်မျက်နှာတော်လေးတစ်ခုကိုအာရုံပြုပြီးတော့ကိုယ်နှစ်သက်ဆုံးကုံတော်လေးတစ်ခုအ ਨੇ ဆုံးပွားလိုက်ပေါ့အရဟံကုံတော်နှစ်သက်ဆုံးဆိုရင်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ကိုယ်ရရ၌ပင်မကောင်းမှုကိုပြုတော်မူသောမြတ်စွာဘုရား အရဟံပူဇော်အထုကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားအရဟံဂုဏရဲ့အထိပ္ပယ်ကိုမြမအလူလေးဆင်ခြင်းပြီးတော့ဘုရားကိုကြည်ညိုနေလိုက်ရမယ်ပုံတော်ရောဂုဏရောနှစ်ခုလုံးအာယုပြီးပြီးတော့ဗုဒ္ဓနုဒ္ဓိဘာဝနာကုသိုလ်လေးနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်နေရမယ်ပြီးရင်မေတ္တာဘာဝနာလေးပွားများလိုက်ဖို့တတဝါအားလုံးကိုရောစိတ်ပါကြမ်းမှချမ်းသာကြပါစေအိယာထဲမှာပဲလက်ကလေးခါဆန့်ပြီးတော့ကြောလေးဆန့်ပြီးတော့အိယာကိုအိပ်ပြောကန်လေးလေးအိယာ တကယ်အိတ်ခံဒီလေးမေတ္တာပို့တဲ့အခါမျိုးကြတော့ဘယ်သူပဲဝါကြမှာချမ်းသာပါစေ။ဘောင်ဘသူမဘသူကြမှာချမ်းသာပါစေနဲ့တခုတယောက်ချင်းကိုနံပါတ်တက်ပြီးပွားမနေနဲ့တော့။အောင်ဆိုအသေးလေးနဲ့သိရတော့မှာဆိုတော့လေကတည်းကခုခုပဲသိရတော့မှလို့သဘောထားမှာဆိုတော့တေခဏီဘသူပဲဝါကိုမေတ္တာပို့ဥပ္ပဒုတော်ဘသူကိုဘသူမဘသူမေတ္တာပို့နေနဲ့အဲ့ဒီကိုမေတ္တာပို့တဲ့ပို့ကိုကိုသွားပြီးတော့တန်ယောစင်လေးတွေ့ပြီးတော့ဆွဲသွားလို့ရှိရင်ရုပ်တရက်များသိသွားရင်ဂတိဒီပါတိတိမ်မသွားနိုင်တယ်နော်။ဒါကြောင့်မလို့အိယဝံကဏီမေတ္တာပို့တဲ့ခါမှာတော့ဟိုဘသူပဲဝါရဲ့လို့အထူး ပြီးသပ်ပို့မနေတော့ဘယ်နဲ့တတဝါအားလုံးလို့ခြုံငုံပြီးတော့ပေါင်းတာလိုက်ကျန်တဲ့အချိန်မှာကတော့ဟိုအချိန်နေချင်းခါလျော်စွာလူပုဂ္ဂိုလ်တူတရားကိုအတိကျအာရုံပြုပြီးတော့မေတ္တာပွားခြင်းလည်းပွားဖို့အရာဝန်ခံကြီးမှာတော့တတဝါအားလုံးကြမ်းမချမ်းသာပါစေဒီလိုလေးပဲအာရုံပြုတာကောင်းတယ်တကယ်ဒီကံကြီးချေဆိုလို့ဒီတိုင်းပဲပေါ့ဘယ်သူပဲဝါရဲလူပုဂ္ဂိုလ်ကိုအာရုံပြုပြီးပို့မနေတော့ဘယ်နဲ့တတဝါအားလုံးလို့ခြုံငုံပြီးတော့ပေါင်းများလိုက်ပါဦးဇင်းတို့ရေမြတ်စွာဘုရားလောင်းတော်တုတိတ္တနတ်ပြည်ရနေ လူပြည်ကိုစုတည်လာတော့ဘုရားပြည့်မြတ်ဘုရားအတွက်စုတည်လာတဲ့အချိန်မှာတတဝါအားလုံးကိုမေတ္တာဖြန့်ပြီးတော့မေတ္တာဘာဝနာပို့သားပြီးတော့စုတည်စိတ်ကြလာခဲ့တယ်။မေတ္တာနဲ့တည်လာခဲ့တဲ့ဆိုရမှာပေါ့နော်မေတ္တာဘာဝနာကုသိုလ်လေးနဲ့တည်ဆုံးလာခဲ့တယ်။အဲ့တော့ဂုဏ်တော်နဲ့မေတ္တာနှစ်ခုအနည်းဆုံးသမထအနေနဲ့ပွားပေါ့။ဒီထဲပို့ပြီးတော့ကိုယ်ဝါဒနာပါတဲ့သမထကုသိုလ်တွေရှိသေးတယ်ဆိုရင်လည်းအတုပါဘာဝနာခန္ဓာကိုယ်ရဲ့မတင်မတဲ့သဘောလေးဆင်ခြင်လို့ရတယ်။ သိဉ္ဇဉ်တရားအနေနဲ့လည်းဆင်ရမှာပါပဲအရာထတဲ့ချိန်ညမှာသိဉ္ဇဉ်တရားဆင်ရမှာမဟုတ်ဘူးအရာဝင်တဲ့ချိန်မှာလည်းအော်ငါဒီနေ့တနေ့တာမသေးခဲ့သေးလို့အခုအရာဝင်တဲ့ချိန်လေးရောက်လာပြီဒါပေမဲ့မနေ့ဖြန်ဆိုတာမသေးကြဘူးအခုအိပ်ပျော်နေတဲ့ချိန်လေးမှာလည်းသိရင်သေးသွားနိုင်တယ်သိဉ္ဇဉ်တရားလေးလည်းဆင်ရင်လည်းမရဏတ္တိဘာဝနာကုသိုလ်ရသွားတာပဲဒါကသမထကုသိုလ်တွေပေါ့ပြီးရင်တော့နာသီဝလေးသတိကဝင်နေတွေ့လေးလေးရှုမှတ်ပြီးတော့ဝိပဿနာကုသိုလ်လေးနဲ့အိပ်လိုက်တော့နာသီဝလေးလေးတူပြီးတော့ထီသွားတယ်ထီတာလေးသိနေတယ် နာဒီဝမှာလေးလေးထီပြီးတော့ထွက်သွားတယ်ထီတိုင်းတည်နေပါစေဝင်လေဝင်တိုင်းထီထီတိုင်းတည်ထွက်လေထွက်တိုင်းထီထီတိုင်းတည်ဝင်တိုင်းထွက်တိုင်းသာတစ်ဆက်တည်းတည်နေမယ်ဆိုရင်၄င်း၃၀ချက်တောင်ပူမမှတ်ရပါဘူးခဏလေးနဲ့ချက်ချင်းအိပ်ပျော်သွားမှာပဲဟာလာဝင်လေထွက်လေရှိမှတ်တဲ့အာနာပါနဆိုတာအကောင်းဆုံးအိပ်စေးပဲနော်အဲ့တော့အိပ်မပျော်တဲ့ပုဂ္ဂိုလ်တွေဟိုတွေးဒီတွေးနဲ့ချက်ချင်းအိပ်မပျော်တဲ့ပုဂ္ဂိုလ်တွေနာဒီဝသတိလေးကဝင်လေထွက်လေရှိမှတ်ပြီးတော့အိပ်ပါအတွေးတွေကိုဖြတ်တောက်နိုင်တဲ့ ကမ္မဋ္ဌာန်းဟာအာနာပါနာကမ္မဋ္ဌာန်းပဲနာရီဝသတိကပ်ပြီးတဲ့ဝင်ဆုံးလေးရှုမှတ်နေအတွေ့တွေဟာလင်းလင်းမြန်မြန်နဲ့ပြတ်တောက်သွားနိုင်ပါတယ်အဲ့ဒါသတိသမာဓိညာအကောင်းပဲတခြားအချိန်တွေမှာလည်းပဲသတိပဋ္ဌာန်ဝိပဿနာပွားများတဲ့အလေးအကျင့်ဝင်လေထွက်လေးရှုမှတ်တဲ့အလေးအကျင့်ကိုလောက်ထားမယ်ဆိုရင်တဏိတာရဝင်လေထွက်လေးကိုကြိုးစားကြိုးစားအများနဲ့ရှုမှတ်နေတယ်အိယဝင်ကန်ဒီဝင်လေထွက်လေးရှုမှတ်လိုက်တဲ့နေ့တစ်ပိုင်းနဲ့နှာခေါင်းပင်ရဲ့လေးပင်ရဲ့ဒီပြောက်ပြီးတော့ထိထိမှုသဘောရဲ့သိမှုသဘောရဲ့ထိတာကယုတ်တရားသိတာကနန္တရားယုံနေနော် ထိတာလေးကလည်းတတိပီးတတိဖြစ်ပြဲတိတာလေးကလည်းတတိပီးတတိဖြစ်ပြဲထိမှုပြီးမှုယုတ်တရားနန္တရားရဲ့ဖြစ်ချင်းပြချင်းတွေကိုတစ်ဆက်တည်းမြင်နေမယ်ဖြစ်နေပြနေလို့မမြင်တဲ့အနေအဆဖြစ်ချင်းပြချင်းတန်ခံနေရလို့မကောင်းတဲ့ဒုက္ခဖြစ်တာပြတာကိုမဖြစ်အောင်မပြအောင်တားဆီးလို့မရတဲ့အတွက်မပိုင်နဲ့အနတ္တလို့အနေအဆဒုက္ခအနတ္တလက္ခဏာရည်လေးတွေပါထင်မြင်လာမယ်ဆိုရင်အဲ့ရဝေငန်ကြီးအချိန်လေးမှာဝင်လင်းထွက်လင်းရှုမှတ်နေတဲ့ကိုမဉ္ဇဏ်ဖုန်ဉ္ဇဏ်စိုက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ် တင်မလင်ခွေခန်းဆိုင်မက်ဆီမေထိုင်ပြီးတော့တရားအထုတ်မှာမညံပွင့်ခြင်းနဲ့နေဗံကိုမျက်မှောက်ပြုတာမဟုတ်ပါဘူး။အရာဝန်ကနေပလက်လီလန်းပြီးတော့တရားရှိမှနေင်းနဲ့လေနေဗံကိုမျက်မှောက်ပြုနိုင်ပါလေ။ဒါဒါနသီလသမထဝိပဿနာကုသိုလ်၄မျိုးအဓိကကြတာပြောလိုက်တာပေါ့။ဝေယဝဆကုသိုလ်တွေလည်းစဉ်းစားလို့ရတာပဲ။ဘဝတာမှာကိုပြုခဲ့တဲ့တရားဝေကြီးနဲ့ပတ်သက်တဲ့ဝေယဝဆကုသိုလ်တွေပရိယတိစာမျိုးဝေကြီးနဲ့ပတ်သက်တဲ့ဝေယဝဆကုသိုလ်တွေစသည်အားဖြင့်ပေါ့။တရားဓမ္မတွေ ရှက်ကူရတဲ့ကုသိုလ်နဲ့ပတ်သက်တဲ့ဝေယဝစ္စကုသိုလ်တွေစသည်အဖြင့်ပေါ့လေကိုပြုခဲ့တဲ့ဝေယဝစ္စကုသိုလ်လေးအာရုံပြုပြီးတော့နှလုံးသွင်းနေလိုက်လို့ရှိရင်လေကုသိုလ်စိတ်တွေဖြစ်နေတာပဲတယောက်နဲ့တယောက်ပြုတဲ့ကုသိုလ်အာရုံချင်းမတူကိုယ်စိတ်ထဲမှာအနှစ်သက်ဆုံးကုသိုလ်လေးအာရုံပြုရမှာပဲတို့တရားဝင်ခြင်းမာရာတို့တရားဓမ္မတွေရကုထုံးလွတ်နာတို့ဒါရီဟာအဆင့်အမြင့်ဆုံးသောဓမ္မဒါနကုသိုလ်ကြီးတွေပဲသာသနာ့ထဲမှာမှပြုခွင့်ရတဲ့ကုသိုလ်ကြီးတွေဒါလေးတွေလည်းအာရုံပြုလို့ရတာပဲ အဲ့ဒီလိုအချင်းပေါ့အသေးလေးနဲ့သေးခါနီးအချင်းညာအိဆက်ခါနီးအချင်းမှာကုသိုလ်အာယုန်တွေထုံမှန်းပြီးတော့စိတ်ဆံမှာကုသိုလ်စိတ်လေးကြီးပဲအားကောင်းစွာနဲ့ဖြစ်နေမယ်ဆိုရင်တကယ်သေးခါနီးအချင်းကြတော့လေအေယဝင်္ဂနီးမှာလောက်ထားတဲ့အလေးအကျင့်အတိုင်းပဲကုသိုလ်အာယုန်တွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပေါ်ပေါ်လာပြီးတော့ဒါနတည်းလည်းသီလတည်းလည်းသမထတည်းလည်းဝိပဿနာတည်းလည်းအစုံပေါ်ပြီးတော့ကုသိုလ်အာယုန်နှစ်သက်ဆုံးကုသိုလ်အာယုန်တစ်ခုခုကိုအာယုန်ပြုနေရင်းနဲ့ပဲစုလေးစိတ်ကြာသွားမယ်ဆိုရင်သေချာဘောက်ကောင်းရာသူကတိရောက်ရမှာပါပဲ ဒီတော့အိခဏီချင်းဆိုတာကသေရနဲ့သဘောချင်းခက်ဆစဉ်တူလို့သာအိခဏီချင်းကိုအစမ်းသေးကြီးပါလို့ပြောရပေမဲ့လို့အိရင်နဲ့မှသေမယ်လို့ပြောလို့မရပါဘူး။သွားရင်လာရင်လုံရင်ကန်ရင်ဆိုင်ရင်တောင်းရင်ရင်တိုင်းရင်ပြောရင်ဆိုရင်အချိန်မရွေးနေရာမရွေးအလုံးမရွေးသေနိုင်ပါတယ်။ဟိုတလောကပဲတခါကြီးတရားယေရှုကနေယေရှုနေရင်နဲ့သေသွားတယ်။အကောင်းပဂတိကြီးကနေယေရှုရင်နဲ့ဒါအုံနောက်ကြောင့်ပြတ်ပြီးသေးတယ်ပဲပြောကြတာပေါ့လေ။ပေးမယ်လို့လုံးဝမထင်ပါဘူးအဖေတယောက်ကသွားမလို့လာခေါ်တော့မှယေရှုကနေမှသေးနေတာတွေ့ရတာ တော့ကရေချွင်းသေးသွားတယ်ရောအစမ်းသေးလေ့ကျင့်တဲ့ထက်မပါပါလားလို့မေးချင်ရှိတယ်။တောင်းရင်နိုင်နေလဲအမြဲတမ်းကုသိုလ်အာယုံထုံပြီးတော့ကုသိုလ်စိတ်ဖြစ်အောင်ကြိုးစားနေရမှာ။ရေချိုးနေရင်လည်းပဲမြတ်စွာဘုရားရှင်ချိုးတော်ရေလူရန်မာရေဒါနာကုသိုလ်စနေတကြသန်းသန်းရှင်ရှင်သက်သက်ရဲ့ချိုးတော်သီလာကုသိုလ်ရေရဲ့အင်းမြတ်မှုလေးအာယုံပြုပြီးတော့တရဝါအာလုံးဤရဲ့ကဲ့သို့ကိုရောစိတ်ပိုင်းအေးချမ်းကြပါစေ။မေတ္တာဘာဝနာကုသိုလ်ကိလေသာဘုခသိအင်းကြီးတော်မူသောမြတ်စွာဘုရားအရဟံကုန်တော်ဘွားတော်ကိုရာနုတ္တိသမထကုသိုလ် ရေချိုးတိုင်းချိုးတိုင်းလှုပ်ရှားမှုလေးတွေထိမှုလေးတွေအေးမှုလေးတွေရဲ့ဖြစ်ချင်းပြချင်းသဘောလေးတွေကိုစူးစိုက်ပြီးရှုနေတော့ဝိပဿနာကုသိုလ်ဒါနသီလသမထဝိပဿနာကုသိုလ်တွေနဲ့ကုသိုလ်ကောင်းမှုတွေကုသိုလ်ကောင်းမှုတွေထုံမှန်းပြီးတော့ရေချိုးနိုင်မယ်ဆိုရင်ရေချိုးရင်သေသွားလဲပဲကာယတုက္ကတိသေချာပေါင်းရောက်မှာပါပဲချုပ်ကယုတ်ရရဲ့အက်ဆီဒန့်သဘောမျိုးအစိမ့်တွေသေသွားတဲ့ဆိုရင်အပေလေးပုံရောက်တယ်မကျွတ်မလို့ခုနေဒီလိုပဲထင်းနေကြတာစိမ့်တွေသေပြီးတော့နှက်ပြီးရောက်တဲ့ပုံစံတွေမရင်မတွက်နေအောင်အများကြီးရှိပါတယ် ဒီတော့အိယဝံကန်ဒီမှာမဟုတ်သွားရင်လာရင်လဝင်းကန်ရင်အမြဲတမ်းကုသိုလ်အာယုံတစ်ခုမှတစ်ခုထုံပြီးတော့ကုသိုလ်စိတ်တစ်ခုမှတစ်ခုဖြစ်အောင်အမြဲတမ်းနေမယ်ဆိုရင်ဘယ်ချိန်မဲတည်တည်ကောင်းရန်သူကတိကိုသိရပေါ့ရောက်မှာပါပဲဒါကြောင့်အိယဝံကန်ဒီအချိန်မှရော့တဏိတာဘဝတဏိတာလူမှုကိစ္စအိမ်မှုကိစ္စအလုတ်တွေလုံနေတဲ့အချိန်တွေမှာရောကြူကြကြူကြကုသိုလ်အာယုံတွေပြုတ်ပြီးတော့ကုသိုလ်စိတ်လေးဖြစ်အောင်ကြူစားအားထုတ်ကြမယ်ဆိုရင်ဘယ်အချိန်မဲတည်တည် ကောင်းရသူကလေးဒေတာပေါင်းရောက်မှာပါပဲဒါကြောင့်ဒိယနာပိသမများအားလုံးအိယာဝင်ကန်ဒီအသေးလေးနဲ့ဒီကန်ဒီအချိန်မှရောသွားရင်လာရင်လုံရင်ကရင်စားရင်တောင်းရင်အလုံးမရွေးနေရမရွေးအချိန်မရွေးမှရောဒါနာသီလသမထဝိပဿနာဝေယဝစ္စတရားနာတရားဟောအဆရှိတဲ့ကုသိုလ်အာယုံတစ်ခုခုကိုအမြဲတမ်းအာယုံပြုပြီးတော့ကုသိုလ်စီတစ်ခုခုအမြဲတမ်းဖြစ်အောင် ကြိုးစားအားထုတ်ရင်းနဲ့အသေးလေးချင်းအနေလေးချင်းစမ်းသည်အစမ်းဟိုနေတာကြတော့အစမ်းနေတယ်မဟုတ်တကယ်နေရတာပေါ့နော် အဲ့တော့အမြဲတမ်းအမှန်ကတော့တင်းနီးဆိုတာသိချမရှိပါဘူးနေနီးပါပဲနေနီးကောင်းရင်တင်းနီးကောင်းတယ်နေနီးလှရင်တင်းနီးလှတယ်အနေမြတ်ရင်အသိမြတ်ပါတယ်ဒါကြောင့်အချိန်နဲ့အချိန်နဲ့ကုသိုလ်အာယုံထုံမွှန်းပြီးတော့ကုသိုလ်စိတ်လေးနဲ့ဖြစ်အောင်နေနိုင်ကြပါစေလို့ဆုမောင်းကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့တကယ်မသိခင်အစမ်းသိကြည့်ကြရအောင်ဆိုတဲ့တရားကိုဒီနေရာမှာပဲညီကုံချုပ်လိုက်ပါတယ်အပမဒီနာတမ္ပါဒီထအပမဒီနာမမေ့မလျော့မပေါ့မဆာ